ပရီးမီးယားလိပွဲစဉ်16အာဆင်နယ်နဲ့ဝူဘာဟမ်တန်အလိုနဲ့ပရီးမီးယားလိပွဲစဉ်16တောင်ရောက်လာခဲ့ပြီ။နောက်သုံးပွဲကံပြီးသွားရင်ရာသီဝက်ကျိုးပြီ။အဲလိုဆိုအာဆင်နယ်တင်းနေတဲ့လက်ရှိပရီးမီးယားလိပွဲစဉ်16ကံမဲ့အချိန်မှာတော့အဆင့်တစ်မှာရှိနေတော့မယ်။ရမှတ်နှစ်မှတ်အတာနဲ့နှစ်မှတ်ဆိုတာက ရေရှည်သွားမယ်အမှတ်ပေးခီးမှာဆိုလို့ရှင်တော့ဟိုလုံလောက်တဲ့ရမှတ်ပြတ်မှုမျိုးမဟုတ်ဘူးအနေရများတယ်ဒုတိယနေရာလိုက်နေတဲ့ Manchester City ဆိုတာလည်းဘယ်ကွေးရောက်ရင်ဘလို့အနိုင်ကံမလဲဆိုတာသိနေအဲ့တော့ Arsenal အသင်းနေနဲ့အဆင့်ဇယား20မှာယက်တည်နေတဲ့ဇယားဟိုးအောက်ဆုံးမှာရှိတဲ့အသင်းနဲ့တွေ့ရမယ်ဒီနေထားမှာတော့အနိုင်၃မှတ်ကလွင်အချားရွေးချယ်စရာမရှိဘူးကို့အိမ်ကွေးမှာလည်းကစားရမှာ Wolverhampton ဆိုတာဒီယာဒီမှာသူတို့နှစ်မှတ်ပဲရတယ်တီးနှစ်ပွဲကြာထားတာ အဲ့တော့အာဆီနယ်ကဒီအသင်းနဲ့မနစ်ကရင်ဆိုင်တွေ့တဲ့အချိန်မှာရနိုင်ချေရှိတဲ့6မှတ်လုံးကိုအင်ကွေးဝင်းနှစ်ကြော့သုံးမှာယူနိုင်ခဲ့တယ်။နောက်ဆုံး300တီဇက်တောင်မှာနိုင်ခဲ့တယ်ပြောလို့ရတယ်ဒီအသင်းကို။အာဆီနယ်အသင်းဒီအသင်းကိုနှစ်ကြော့သုံးရှုံးခဲ့တဲ့100တီရှိတယ်။အဲ့ဒါ2020-2021ဘောလုံးရတီမှာအင်ကွေးဝေးဝင်းရှုံးတာ။ဒါပေမဲ့နောက်ပိုင်း300တီလောက်အာဆီနယ်ကဒီအသင်းကိုအသာရခဲ့တယ်။မနစ်ကဆိုလို့ရှိရင်လေ2-0နဲ့အင်ကွေးမှာနိုင်တယ်၊ဝေးကွေးမှာ0-1နဲ့နိုင်တယ်။နှစ်ပွဲစလုံးကလင်းရှေ့ရခဲ့တယ်။အာဆီနယ်က 24ကြိမ်တမိုင်းတစ်လျှောက်တွဲဆုံမှုရှိခဲ့အဲ့မှာအာဆီယံက18ကြိမ်နိုင်တယ်တရေ3ကြိမ်ကြတယ်တစ်ဖက်ကဝူးက3ကြိမ်နိုင်တယ်အားကြောင့်မို့အာဆီယံအသင်းနေနဲ့နောက်ပိုင်းတွဲဆုံမှုတွေမနစ်ကတွဲဆုံမှုတွေမှာဆိုရင်တော့တီးတတာအตายရထားတဲ့ဝူးကိုမနိုင်ကြအောင်တော့မရှိဘူးဒါပေမဲ့ဘယ်ရောင်မှမပေါ်ဆဖို့လိုအပ်တယ်ဂိုးကိုစောစောသွင်းထားဖို့လိုအပ်တယ်တခါကျရင်အသင်းကြီးနဲ့အသင်းငယ်ချားမှာခြားနှက်ချက်ကဘာလဲဆိုတော့ဂိုးရင်ရသွားတဲ့အသင်းဒါမှမဟုတ်နောက်ကနေဂိုးလိုက်ယူပြီးကမ်းပတ်တဲ့အသင်းအဲ့ဒါခြားနှက်ချက်ပဲ ်အရှိအ900ရသွားတဲ့အသင်းကမန်တေအရအတတိရသွားမှိမ့်မယ်ပွဲကိုထပ်ပြီးဂိုးတွေယူပြီးမဖြတ်နိုင်ဘူးဆိုရင်တစ်ဖက်ကအသင်းငယ်မကလို့ဖြတ်မြင်းသေးမဲ့ဖြစ်ဖြစ်မန်တေဘိုင်းကသူတို့ကတက်လာပြီအသင်းကြီးနဲ့အသင်းငယ်ကြားထဲမှာဂိုးစစောမြူနိုင်လို့ရှိရင်အနေအရများတယ်ဘာလို့လဲဆိုအသင်းငယ်တွေကဒီအသင်းကြီးငါတို့နိုင်အောင်မကန်နိုင်ပါဘူးဆိုတဲ့ယုံကြည်မှုရသွားပြီဆိုလောက်ရကရင်ပို့ပြီးခတ်တယ်နောက်ဆုံးနိုင်သွားခဲ့ရင်တောင်မှပွဲကပုံမှန်ထပ်ပို့ပြီးပန်းတယ်အဲ့လိုပုံစံမျိုးဖြစ်တာအဲကြောင့်အာဆင်နယ်တင်းနေတဲ့ဝူဘာဟမ်နဲ့တွေ့ရခါမှာတော့ပေါ်ဆလို့တော့မရဘူးနိုင်တဲ့နိုင်ထက်တဲ့ 2C3 စုရဲ့ရလက်မျိုးနဲ့နိုင်အောင်ကံမဖြစ်မယ်တစ်ဖက်ကအသင်းရဲ့နီးပြကတော့အတ်ဝတ်ကင်တွေတာပေါ့လေဒါပေမဲ့သူတို့လည်းတေးနှစ်ပွဲပဲရှိပြီးကျန်တာတွေရှုံးတဲ့အထိပဲအသင်းကြီးနဲ့ဆိုဂိုးပြက်ရှုံးတာတော့တွေ့ရတယ်ဒီမှာအာဆင်နယ်တင်းရဲ့ဒဏ်ရာကစားမစီးနေမှာဆိုရင်တော့ဂေဘီယယ်မကာကြီးနဲ့မော်ကွေယာမက်စတောက်မတ်တို့ကဇန်နဝါရီပတ်ချက်လေးလောက်မှပြန်လာနိုင်မယ်ဆာလီဘာနဲ့ခိုင်ရန်ဘက်ကတော့လောလောဆယ်တော့လာမယ့်ပွဲစဉ်တွေကို50 50ချင်းတွေပဲဆာလီဘာပြန်ပါနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်နေတယ်ဘာလို့ဆိုတော့ဒီလောက်တီးနိုင်ရပြီဆိုရင်တော့အဆင်ပြေလောက်မှာပါ ီးတော့ဒဏ်ရာလည်းတည်ရမလားအသေးစားဒဏ်ရာဟိုပုံစံမျိုးပဲတည်တတကျွန်တော်တို့ရေရှည်နားမဲ့ဒဏ်မျိုးမှမဟုတ်တာအခုဆို तू တပတ်ကြော်ကြော်နားပြီးသွားပြီလို့ပြောလို့ရတယ် rice နဲ့ trouser နဲ့ကတော့ rice ကတော့ဖျားတာ trouser ကတော့အသေးစားနာကျင်မှုတချို့ဒဏ်ရာလေးရှိလို့ဆိုပြီးတော့အနားပေးထားတယ်ထင်ပါကလည်းအခြေအခြေအနေရပါလေကျွန်တော်အားတစ်ချက်တော့ကြည်နေအဲ့တော့လက်ရှိအချိန်မှာ arsenal အသင်းအနေနဲ့ ရှင်ရင်သွက်လူစင်းနဲ့ပဲဖြုတ်မယ်ဆိုရင်တော့ခန်စီဘန်ကတော်တော်လေးကိုစနစ်ကျရွေးဖို့လိုအပ်တယ်။ဟိုတနေ့အောင်ဆိုလို့ရှိရင်ဒါကလပ်ဘရူးနဲ့ပွဲစဉ်မှာကျွန်တော်ဆယ်မွန်ထည့်ပြီးသုံးလိုက်တဲ့အထည်ကိုဖြစ်သွားပါလို့။ကဲကျွန်တော်တို့အချိန်လေးလေးစာရေးပြောလိုက်အောင်။အဆင့်20မှာယက်တီနေတဲ့အသင်းကဒီရာသီ15ဘွဲကံပြီးသွားအချိန်မှာ33ဂိုးတောင်ပေးထားရတယ်။သူတို့ယာကိုက8ဂိုးပဲရှိတယ်။ပေးကူက33ဂိုး။တပွဲကိုပြန်မြ2ဂိုးအထက်ပေးထားတယ်လို့ပြောလို့ရတယ်။ အာဆင်နယ်တင်းရဲ့တိုက်စစ်ကဘလောက်ပဲတချို့ပွဲစဉ်မှာဂိုးရဖို့ရုန်းကန်ပါတယ်ပြောပြောဒီလိုခံစင်မျိုးတော့အာဆင်နယ်တင်းဖျဲပြီးတော့ကောင်းကောင်းကန်နိုင်တဲ့ player တွေတိုးလာပြီထင်တယ်သူတို့ပြန်မန်တူကီလိုမျိုးယုံကြည်မှုရညာမျိုးတွေအစည်းလိုမျိုးအေဒီယာထိတ်ကကန်တာမျိုးတွေအဲ့ player တွေအတွက်ဆိုရင်တော့ပို့ပြီးကန်ချက်ကောင်းကောင်းနဲ့ဂိုးယူနိုင်ဖို့တော့အခွင့်အရေးများတယ်နောက်တစ်ချက်ကတော့သူတို့ဒါ brighton နဲ့ spa ကိုတည်ကြတယ်ကြာထားတဲ့နှစ်ပွဲစလုံးမှာ1-1စီတည်ကြထားခဲ့တာသူတို့ကဘယ်ဟာလေးညံ့လဲဆိုတော့အဲ့ခန်းစပိုင်းမမ်းမကင်ကတ်တာကြီးအားနေတယ် ခက်စစ်၄ယောက်ရှိရင်တစ်ဖက်ကကစားမ၄ယောက်ကို1 by 1ကတ်တိုင်မှုမဟုတ်ဘဲနဲ့တနည်းမှာစုပြီးသွားကတ်တိုင်မှုတွေမကြာခဏတွေ့ရတယ်။ဘောင်းစတဲကြလာတဲ့ဘောလုံးမှုတွေရှင်ဖို့အတွက်ဆိုပြရာခတ်ပြီးပနတီတွေပါပေးရနေထားမျိုးတွေရှိတယ်။ဒါသူတို့သိရင်အားနိုင်ချက်တည်း။ပြီးတော့ဟို risk you ပဲပြောမလားအတင်းကြီးကစားတဲ့တကူပဲအသက်သွင်းနေပြောမလားမသိဘူး။ပနတီဘောင်းစတဲမှာဖြတ်တာတဲ့ဆိုင်သူတို့အဲ့ပနတီဘောင်းစကအရှိက ီကုတ်ဆောင်းပိုင်းထိတ်လေးမှာအကလုံးခက်စစ်တန်းကိုတည်ပြီးတော့ဆော့လာမျိုးတော့တွေ့ရတယ်။နောက်တန်းကိုလုံးဝအလစ်ကြီး။အဲ့ဒါကလုံးဝ library ဖြတ်ကျော်တာကောင်းတဲ့ပြီးထွက်တာကောင်းတဲ့ trouser spa နဲ့ပွဲရလက်ခံသလိုကောင်းကောင်းလုပ်လို့ရတဲ့အနေအထားမျိုး။ main ကိုပင့်တင်ပေး။အဲ့နောက်ကျော် trouser ပြေးအပုံစံမျိုးကောင်းကောင်းသုံးချလို့ရတယ်။ဒါပေမဲ့ trouser ကအဲ့ပွဲပါနေမှာပါနေတော့ကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေ။အဲ့တော့ဒီလိုပွဲမျိုးတွေကဘယ် player နဲ့လိုက်လဲဆိုတော့ martinelli တို့ mandukki တို့ player နဲ့လိုက်တယ်။ တဖက်ကစားမှ quality ကိုထက်နည်းနည်းရော့နေတယ်အချိန်တွေမှာဖိပြီးတော့တွန်းပြီးတော့ဘောက်ဆက်တိုးဝင်တာမျိုးတွေကြုံတဲ့နေရာကနေကစ်တာမျိုးတွေကအဲ့လိုကစားမှမျိုးနဲ့ပိုးပြီးလိုက်တယ်ဟောဒီလိုပွဲသစ်မျိုးမှာတော့ trousset တို့ saga တို့လိုမျိုးသိရမလားတဖက်သင်းကိုတတိကြီးထားပြီးတော့ scale ဘိုင်းနဲ့ဟို zone rotation လုပ်ပြီးတော့ဘောလုံးပေးပမှုတွေကြာကြာကြောင်းပြီးဆော့ရမယ်ဟာမျိုးမဟုတ်ဘူးဖျဲတိုးပြီးဆော့ရမှာအဲ့တော့ martinelli တို့ mandukiu နဲ့ပိုးပြီးလိုက်တယ်ဒီပွဲစဉ်ကအဲ့ကျွန်တော်တို့လည်းတတိထားမယ်အချက်ကလေးရှိတယ် အဲ့ဒါကတော့ဒီသူတို့ကအဆင့်ဆက်ခွန်က Northern Force နဲ့73မှတ်ပြက်နေဖြစ်တယ်လေဒီအချိန်မှာသူတို့အမှတ်ပြန်ပြီးစုဆောင်မှုကလိုအပ်နေပြီသူတို့ပေါ့လို့ရှိရင်သူတို့တန်းဆင်းသွားမှာချန်ပီယံရှစ်ကိုတန်းဆင်းသွားပြီဆို Premier League ပြန်တက်လာဖို့ကမလွယ်တော့ဘူးအများကြီးကြိုးစားအားထုတ်ရတော့မှာပွဲကြီးလည်းအများကြီးကြံတော့အခက်မသိရင်နောက်ထပ်သူတို့ထပ်ပြီးတန်းဆင်းရတယ်အဲကြောင့်မို့ Premier League မှာဆက်ပြီးတင်ကြံမှုဆိုဓာတ်ရှိချိန်နဲ့သူတို့ကတန်းဆင်းဆုံးတိုက်ပွဲစပြီးရုံးလာမယ်အနေထားရှိတယ်အာဆင်နယ်အဲ့တခုတော့တတိထားရမယ်ပြီးတော့သူတို့ကဒီဘောက်ဆဲကိုလောင်းဘောကြီးဖြစ်တယ်ဒီရသည်မှာအာဆင်နယ်တင်းဟိုဆန်နလန်တင်းနဲ့ပွဲစဉ်ဟာမျိုးမြင်တွေ့နိုင်တယ် ဘီလာနဲ့ပွဲစဉ်ကလည်းတွေ့လိုက်တယ်ပတ္တိပောင်ထဲကျလာတဲ့ဘောလုံးတွေကိုရှင်းဖို့အတွက်စပိတ်တွေအကျယ်ကြီးတွေပေးပြီးတော့ကိုယ့်လူတွေမရှိတာကြီးကြုံရတယ်အဲ့လိုမျိုးတွေပတ္တိပောင်ထဲကိုလောင်းဘောကြီးလှိုင်လှိုင်ဖြတ်တင်တဲ့အသေးမျိုးတွေတွင်အာဆင်နယ်သတိတော်ထားရမယ်ဒါမျိုးဝူကမကြာခဏဆော့တာကျွန်တော်တွေ့ရတယ်ပြီးတော့မန်ချက်စတာစီးတီးတို့မန်ချက်စတာယူနိုက်တက်တို့အသင်းနဲ့ပွဲစဉ်တွေတွေ့ဆုံတဲ့အခါမျိုးတွေမှာလည်းသူတို့ကဒီဂိုးပေးထားတဲ့အခါမျိုးတွေမှာ high line တင်ပြီးတော့ပြိုင်ပြိုင်ဘက်ကိုဂိုးပြန် ထပ်ပြီးပေးရပြိတယ်ငါတို့ဒီကိုကြော်ဖြတ်နိုင်ရမယ်ဆိုတော့ပုံစံမျိုးနဲ့တင်ပြီးဆော့လာတွေ့ရတယ်သူတို့ high line တင်ဆော့တယ်ဒါအာဆင်နယ်တင်မှာ Mandugi တို့ Martinelli တို့ကျွန်တော်သုံးသိချင်တယ်ဆိုတာသူတို့ high line တင်ဆော့လေကိုရီးယား counter transition နဲ့ပိုကောင်းလေပဲဒါအဝေးကွင်းတော့မပြောတတ်ဘူးเนาะသူတို့အိမ်ကွင်းမှာဆိုသူတို့အဲ့လိုပို့ပြီးတင်ဆော့တာတွေ့ရတယ်နောက်ပြီးတော့သူတို့မှလည်းဒီ Huan Yi Chan တို့လို player တွေနောက်ပြီးတော့ဒီကွင်းလက်မှာ Brazil သားနောက်တယောက်ရှိတယ် Andrea Lam တိအဲ့လိုကစားမမျိုးတွေရှိတယ်မဆိုးဒါပေမဲ့ကျွန်တော် ဝူးနဲ့ပတ်သက်ပြီးအရန်ကြိုက်ခဲ့တာကနူရိုဆန်တိုကင်တွေ့ခဲ့တဲ့ကာလာတွေကိုသဘောကျခဲ့။နောက်ပိုင်းဝူးကိုကင်တွေ့တဲ့နီးပြားကြီးကျွန်တော်သိမ့်မကြိုက်။မာဂိုနဲ့ပတ်သက်ပြီးတော့လေ။ဒါပေမဲ့အာဆီလက်တင်းနေနဲ့လက်ရှိအချိန်မှာဝူးပါဟမ်တန်လိုမျိုးအဆင့်၂၀အသင်းကိုတော့မနိုင်စရာအကြောင်းမရှိဘူး။ကျွန်တော်ကဒီပွဲစဉ်မှာအာဆီနယ်တို့တူးစီးဆိုတဲ့ရလဒ်နဲ့နိုင်သွားမယ်ထင်တယ်။ကို့ခန်စစ်တန်းကိုယုံကြည်မှုရှိတယ်။သူသဖြင့်ဂိုးသမားကိုတော်တော်လေးသဘောကျတယ်ခုနောက်ပိုင်း။အာဆင်နယ်ကလစ်ရှိရမယ်လို့လည်းယုံကြည်တယ်။တူးစီးနဲ့နိုင်သွားမယ်ထင်တယ်။ဒီဘွဲပြင်အာဆင်နယ်ကံမှာကအေဗာဒန်နဲ့ဝေးကွင်းသွားကံမှာ အဲ့ဒါပြီးရင် Crystal Palace နဲ့ကိုယ့်အိမ်ကမှာအခက်ကစားမဲ့ခါတာပေါင်းရှိတယ်ပြီးရင်ကိုယ့်အိမ်ကမှာနောက်ထပ်နှစ်ပွဲဖြစ်တဲ့ Brighton နဲ့တစ်ပွဲ Aston Villa တစ်ပွဲအမေရိကန်တော့ Wolverhampton နဲ့ပွဲက Arsenal အတွက်အလွယ်ဆုံးပဲပြုတ်လို့ရဒီလာတွေမှာကျန်တဲ့ပွဲစီတွေကသူ့ထပ်ပို့ပြီး level မြင့်တဲ့အသင်းတွေဇယားရတမှုကောင်းတဲ့အသင်းတွေတွေ့ရမယ်ဒါပေမဲ့ Arsenal အသင်းအတွက်အားသာချက်တစ်ခုက Everton တစ်ပွဲရလို့ကျန်တဲ့ပွဲတွေအကုန်လုံးဒီလာတွင်မှာအာဆင်နယ်ကကိုယ့်အိမ်ကမှာအခက်ကစားရမှာပြီးတော့အာဆင်နယ်တင်းရဲ့ဒီရသည့်အိမ်ကွင်းမှတ်တမ်းလည်း ဝမ်ဝမ်ကြထားခဲ့တဲ့ City နဲ့ပွဲရလို့ရင်ကျန်တဲ့ပွဲစဉ်မှာ Arsenal ကအိမ်ကွင်းမှာလုံနိုင်သွန်ရှိသမျှအကုန်လုံးရအောင်လုပ်ထားခဲ့တယ်။အဲကြောင့် Arsenal သေးနေတဲ့ Wolverhampton ကို2-0ဆိုတဲ့ရလဒ်နဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်ပါတယ်။ကြောင်းညီကိုတွေကဘယ်လိုထင်လဲ။ အာဆီနယ်နဲ့ဒီပွဲကိုအနိုင်ခံပြီးစီတီကိုအမှတ်ဖြတ်ထားမလားစီတီကအမှားရင်းလုံမလားဒါမှမဟုတ်တောက်လျှောက်ပရက်ရှာပေးသွားမလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါအစုံလိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောင်းပြီးကစားကြတဲ့ဘိုင်ဘာဖုန်းတို့ကြောင့်ကို၄၆၆၄လုံးတုံညာတုံးတိန်တစ်ပတ်တုံညာကို9ခုနဲ့တုံခရောင်းရအောင်မှာဆက်သွဲချိတ်ဆက်ပြီးကစားလို့ရပါတယ်ဟိုတလောရုံးကငွေသွင်းငွေထုတ်နေပတ်သက်ပြီးတော့ဒါ delay ဖြစ်ပြီးတော့စာပြန်နာတွေနောက်ကျသွားတဲ့ခါကျရင်လည်းအားလုံးကိုတောင်းဝန်ပါတယ်လောရော့ဇယ်တော့အားလုံးပြန်ပြီးတော့ဝန်ဆောင်မှုပြန်ပြီးကျွန်တော်တို့လုပ်ပေးနေပါပြီအားလုံးကိုနှွေးထွေးကြိုဆိုပါတယ်ခင်ဗျာ